ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ESM Knowledge Channel ကနေကြိုဆိုပါရခင်ဗျာကျွန်တော်ဒီ channel လေးကနေမနေ့ခင်းတိုင်းမှာကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမိုးကုတ်ဆရာတော်ဖရာကြီးရဲ့တရားမှတ်စုလိုလေးတွေတင်ပေးပါရယ်ညနေခင်းတိုင်းမှာတော့ကျွန်တော်တို့ဒီ electronic projects လေးတွေနောက်အခြားဘုဒ္ဓမျိုးစုံကိုမျှဝေပေးနေတဲ့ channel လေးဖြစ်ပါတယ်အားကြောင့်မို့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင်တကယ်ချင်းနေ subscribe လေးတွေလုပ်ပြီးတော့အပ်ပေးလို့ရပါတယ်ပြေနော်ဒီနေ့မှာတော့ကျွန်တော်တို့ ဒီမိုးဥကြပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတောင်သူဥကြီးတွေမြေပဲစိုက်ပြိုးနေတဲ့အကြောင်းအရာလေးကိုကျွန်တော်မျှဝေပေးလိုက်ပါတယ်ခင်ဗျာခုလိုမိုးဥကြပြီဆိုရင်တော့ကျွန်တော်တို့ဒီကောက်ပဲတိနံနေစတင်ပြီးတော့စိုက်ပြိုးနေကြပြီဖြစ်ပါတယ်အခုဒီမှာတော့ကျွန်တော်တို့မြေပဲစိုက်တာပေါ့နော်မြေပဲစိုက်တဲ့အခါမှာကျွန်တော်တို့ရှေ့ရနေပြီးတော့ဒီနွားနဲ့ထွန်းနဲ့နော်နွားနဲ့ထွန်းနဲ့မောင်းပြီးတော့ မြောင်းလေးတွေပေါ့နော်မြောင်းမြေကြီးကိုမြောင်းလေးတွေဖြစ်အောင်ပေါ်ပေးတာဖြစ်ပါတယ်အဲ့လိုမြောင်းလေးတွေတဲကိုမှကျွန်တော်တို့မြေပဲပေါ့နော်မြေပဲမျိုးစေ့လေးတွေလိုက်ချတာဖြစ်ပါတယ်အဲ့လိုမြေပဲမျိုးစေ့တယောက်ကမြေပဲမျိုးစေ့ချပေါ့ဗျာနော်တယောက်ကမြေစီပေါ့နော်မြေစီထည့်ပြီးတော့မြေမြေစီချပေါ့နော်အဲ့ဒီလိုနဲ့ကျွန်တော်တို့ကမြေပဲစိုက်ကြတာဖြစ်ပါတယ်ကျွန်တော်တို့ဒီတော့ရွာတလေးရတယ်လို့ကောက်ပဲတိနံနေစိုက်ပြုတ်ပြီးတော့เนาะ ရိတ်သိမ့်ပြီးတဲ့အခါမှာလည်းကျွန်တော်တို့ရရှိလာတဲ့ငွေငွေကြေးတွေကိုကျွန်တော်တို့ဒီရှင်ပြူနာသာအလှူတွေလောက်တယ်။နောက်ဆိုင်တွေပိတ်သိမ့်တွေငှားပြီးတော့မြှောက်ကြတယ်။နောက်လှူရေးတန်းရေးအလှူပေါ့နော်။ဒါတန်ဃာတော်လေးကိုလည်းကျွန်တော်တို့သင်္ကန်းပရိခရာဆွမ်းစသဖြင့်ဒါရလာတဲ့ငွေတွေကိုအဲ့လိုအလှတန်းနေပြုလုပ်ကြတာဖြစ်ပါလေဗျာနော်သူဒီမှာဒါတယောက်ကမြေပဲချတယ်တယောက်ကမြေစီကိုလိုက်ပြီးတော့ချတာပါနော် ဒါနွားနဲ့เนาะညမယိုးရနီးပေါ့ဗျာเนาะနွားနဲ့အခုလို့ကျွန်တော်တို့ထွန်ချောင်းလေးပြီးပေါ်တာဖြစ်ပါတယ်ပြီးတော့မှမြေဝဲကိုလိုက်ပြီးတော့ခြားတာဖြစ်ပါတယ်ဗျာเนาะအခုလို့ကျွန်တော်တို့ဆိုင်းတန်လေးနဲ့ပေါ့เนาะဆိုင်းတန်လေးနဲ့အလုံးလုံးနေတာသူတို့မမောနိုင်မပန်းနိုင်ပေါ့ဗျာเนาะမတမလည်းជីနူးជីနူးတွေရလည်းကောင်းတယ်နောက်ဝန်တာပီတီလည်းဖြစ်เสียရကောင်းတယ်ပေါ့เนาะအခုလို့ကျွန်တော်တို့ နော်အီးတရှင်းကလည်းနော်မမောနိုင်မပန်းနိုင်ပြအလောက်ရှာတယ်နော်ကျေးဇူးရှင်နော်ဒီဝဲချတဲ့လူကချမြေတီချတဲ့လူကချပေါ့နော်ရှေးကနွားနဲ့ထွန်နဲ့မောင်းတဲ့လူကမောင်းပေါ့နော် ကျွန်တော်တို့ရဲ့ကျေးဇူးရှင်နော်နော်တဲ့ရှင်ပါခင်ဗျာကျွန်တော်တို့ကျွန်တော်တို့အတွက်စားဖို့ရနော်ကျွန်တော်တို့စားဖို့ရအတွက်သူတို့ယုံပြီးတော့အဲသူတို့ယုံကံပြီးတော့ကျွန်တော်တို့ဒါကျေးဇူးပြုနေတာဖြစ်ပါတယ်နော်ကျွန်တော်တို့ကျေးဇူးရှင်နေပါခင်ဗျာမအားကြီးတဲ့ရှင်ရလဲလှရတယ်နော်မြန်သူကြီးကြီးလေးပေါ်ပါပြီမြန်သူကြီး ဟုတ်ကဲ့အခုလိုကျွန်တော်တို့မြေပဲတွေအားလုံးမြေပဲမျိုးစေ့တွေအားလုံးချပြီးဆိုရင်တော့ဒီနွားနဲ့ဒီနွားနဲ့ပေါ့နော်ပြန်ပြီးတော့ပုံပြတာဖြစ်ပါတယ်ဗျာနော်ဒါကခုနကမြေစီနဲ့ဒီမြေပဲမျိုးစေ့တွေကိုကျွန်တော်တို့ပြန်ပြီးတော့ပုံပြတာဖြစ်ပါတယ်ဒါအားလုံးဒါစိုက်ပြူးတဲ့စိုက်ပြူးတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ရိတ်သိမ်းတဲ့အချိန် ညီပဲနှုတ်ပြီးတော့ခုတဲ့အချိန်ကြာရင်လည်းကျွန်တော်တို့စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါတော့ပါလိုက်ပါတယ်ခင်ဗျာအဲအားလုံးကျွန်တော်ရဲ့ပြိသက်တွေနောက်စီကိုရေချိုးပြီးတော့ဆေးရုံမီလုံနိုင်တဲ့တစ်ထည်ကြီးဖြစ်ကြပါစေခင်ဗျာ